အင်အားကြီးကိုနိုင်ပြီးဟက်ကာဒီစီကကေပောင်စီချန်ပီယံကပတ်ကိုစိန်ခေါ်သွားနိုင်မလားနှစ်ပိအလုံးမဲမင်္ဂလာပါခင်ဗျာ 3K Sport 2.0ကနေပြန်လည်ပြီးတော့ဂျိုးဆိုးပါတယ်နှစ်ပိကတော့လာမဲ့ One Friday Fight 126ပြိုင်ပွဲမှာဘန်နဝေတန်ကေပောင်စီပွဲထိုးသွားဖို့ရှိနေပါတယ်ကေပောင်စီဘိုင်းမှာဆရာစုလို့တော်မှတင်စားထားကြတဲ့အီလီယက်ဆေနာဟာချီနဲ့ရေဆိုင်သွားမှာဖြစ်ပါတယ်ပွဲရောက်တကယ်ကောင်းမှာပါ နဘေးကမွေတိုင်းဗန်နဝိတ်တန်းရဲ့ချန်ပီယံကပတ်ကိုရယူပိုင်ဆိုင်ထားနိုင်သူဖြစ်ပြီးတော့ကေပောင်စိန်ကပတ်ကိုပါရယူနိုင်မှုပြစ်မှတ်ထားနေသူပါအခုမှအသက်ကလည်း22နှစ်ပဲရှိသေးလို့သူ့ရဲ့ခြေနံလက်တံရှိတဲ့အားသာချက်တွေနီးစနစ်ကောင်းကောင်းနဲ့ချင်းကပ်ကစားနိုင်နေတာကြောင့်နဘေးကပြိုင်ဘက်တွေအတွက်ကြောက်စရာကောင်းတဲ့ဖိုင်တာတစ်ယောက်ဖြစ်နေရက်တည်နေပါလိမ့် Energy ဆိုတာကလည်းဇာရှိတဲ့ဖိုင်တာတစ်ယောက်ပါဝမ်ချန်ပီယံရှိတဲ့ Flyweight တန်းကေပောင်စိန်ချန်ပီယံဖြစ်၃ချိန်နိုင်တဲ့အောင်ပွဲခံထားနိုင်သူဖြစ်ပါလိမ့် Energy ရဲ့အဓိကအားသာချက်ကတော့ခြေနှုတ်သိမ်းကောင်းလွန်တာပါပဲ။ သူရဲ့ခြေလှုပ်ရှားမှုဖူးဝါးနဲ့ကောင်တာထိုးချက်တွေကပြိုင်ဘက်တွေအတွက်အန္တရာယ်ရှိစေတဲ့လက်နက်တွေပါကောင်တာကစားတာတော်လီကောင်းတဲ့ဖိုင်တာဖြစ်လို့နဘေးရဲ့ခြေကန်ချက်တွေနဲ့အကွာဝေးထိန်းကစားပုံဘလို့တံပြန်လာမလဲဆိုတာစိတ်ဝင်စားဖို့ကောင်းပါလိမ့်နဘေးတွက်တော့နောက်25ဟာသူရဲ့ကစားမဘွားရဲ့ထိပ်သီးနှစ်ဖြစ်လာနိုင်မယ်လို့ဆိုရမှာပါစူပါလက်ကိုအနိုင်ရယူပြီးတော့မွေထိုင်းချန်ပီယံကပတ်ကိုရရှိခဲ့တာကနဘေးကိုဂန်ဝင်ဖိုင်တာတယောက်ဖြစ်လာဖို့ထိတောင်ဦးတည်စေခဲ့ပါလိမ့်တကယ်လို့အနာဂျီရဲ့ပွဲမှာအနိုင်ရယူနိုင်ကေပေါင်စီချန်ပီယံကပတ်ကိုစိန်ခေါ်နိုင်တဲ့အနေအထားမျိုးရောက်ရှိလာနိုင်ပါလိမ့် နဗေယမွေထိုင်းနဲ့ကိပောင်စင်နှမျိုးလုံးထူးချွန်နိုင်မှုစ조사နေပြီးတော့ဟက်ကာရီစီကကပတ်ကိုစိန်ခေါ်ရယူခြင်းနေတာကသူ့ရဲ့ရေမှန်းချက်ကြီးမားမှုကိုပြသပါတယ်။အင်အားကြီးနဲ့ပွဲမှာနဗေယသူ့ရဲ့ရေရှည်တိုက်ခိုက်မှုနဲ့ဖိအားပေးနိုင်ရင်အနိုင်ရဖို့တဲ့အခွင့်အရေးရှိပြီးတော့ဒီအနိုင်ရရှိမှုကနဗေယကိုနှမျိုးလုံးချန်ပီယံဖြစ်လာစေနိုင်မဲ့အခွင့်အကောင်းတွေကိုပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ဒါမဲ့နဗေယရဲ့အနာဂတ်ဟာအင်အားကြီးလိုဂန်ဝင်ဖိုင်တာကိုယင်ဆိုင်ရမှာသူ့ရဲ့နေပြည်တော်နဲ့စိတ်ဓာတ်ခွန်အားကိုစမ်းသပ်ခံရမှာဖြစ်ပါတယ်။ကိပောင်စင်မှာတရောင်ရိုက်မပါတာကအင်အားကြီးရဲ့ခြေလှမ်းရှားမှုကို ရင်ဆိုင်မှာခက်ခဲဖြစ်နိုင်ပေမဲ့နဗေရဲ့ရေရှည်တိုက်ခိုက်မှုနဲ့ဒူးတိုက်ချက်တွေကအင်အားကြီးကိုထိန်းချုပ်နိုင်မယ်လို့ယုံကြည်ထားလို့ရပါတယ်။အင်အားကြီးရဲ့ကောင်တာထိုးချက်တွေနဲ့ခြေလှုပ်ရှားမှုသတိထားရင်းနဲ့နဗေရနီးပြူဟာပြောင်းလဲမှုတွေလုံနိုင်အနိုင်ရဖို့အခွင့်အရေးရှိပါတယ်။နဗေရကိပောင်စင်ကိုလည်းကျွမ်းကျင်နဲ့တင်ထားပြီးတော့လုံနိုင်စွမ်းအပြည့်ရှိတယ်လို့ယုံကြည်ထားတာကြောင့်အခုလိုမျိုးကိပောင်စင်ပွဲထိုးဖို့လက်ခံထားတာဖြစ်ပါတယ်။ရှေးမှာလည်းပတ်စတောင်တောင်နဲ့ကိပောင်စင်ပွဲကိုလှုပ်ထားခဲ့သေးတယ်။ပတ်စတောင်တောင်ကဝိတ်ချာမှာဆေးုံတောင်ရောက်သွားခဲ့တာကြောင့်ပွဲပြတ်သွားခဲ့တာဖြစ်ပါတယ်။ အခုတော့ပတ်ဆောင်တော်ထက်အများကြီးပို့ပြီးတော့အစိမ့်နဲ့အင်အားချီနဲ့ပွဲတယ်ခံထားတာကြောင့်နဘေးရွတ်စိန်ခေါ်မှုတရဖြစ်လာနိုင်ခြေရှိပါတယ်ဒီပွဲစဉ်မှာနဘေးရဲ့အဓိကအားသာချက်ကတော့သူ့ရဲ့အမြင့်အားသာချက်နဲ့ခွာထိုးချက်တွေပါအင်အားချီက၅ဘေးဆဲလက်မှာပဲရှိတာမလို့နဘေးရဲ့အမြင့်အားသာချက်ကအကွာဝေးထိန်းချုပ်မှုမှာအေးပါတဲ့အခန်းကဏ္ဍဖြစ်လာပါလိမ့်မယ်ဒါပြင်နဘေးရဲ့အမြန်နှုံးနဲ့တက်လုံပိုင်းကလည်းအင်အားချီရဲ့တိုက်ွက်တွေကိုရင်ဆိုင်နိုင်မှုအထောက်အကူဖြစ်စေမှာပါဒါပေမဲ့အင်အားချီရဲ့ခြေလှမ်းရှားမှုတွေနဲ့တွဲလုံးတွေကနဘေးရွတ်စိန်ခေါ်မှုဖြစ်စေနိုင်ပါတယ် အင်အားကြီးအသူရဲ့အ мян နှုံးနဲ့လက်သီးထိုးချက်တွေကိုအသုံးပြုပြီးတော့နဗေးရဲ့အကွာဝေးထိန်းချုပ်မှုကိုဖျက်ချော်နိုင်မှုစူးစမ်းမှာပါ။ဒါကြောင့်နဗေးအနေနဲ့သူ့ရဲ့ခွာထိုးချက်တွေနဲ့အမြင့်ကန်ချက်တွေကိုအသုံးပြုပြီးအင်အားကြီးကိုအကွာဝေးထိန်းထားဖို့လိုအပ်မှာဖြစ်ပါတယ်။နဗေးအနေနဲ့အင်အားကြီးကိုရင်ဆိုင်မှုတွေခွာထိုးပြီးတော့အကွာဝေးထိန်းချုပ်တဲ့ပုံစံနဲ့ဖိအားပေးကစားမှုတွေပေါင်းစပ်မှုကိုအသုံးပြုသင့်ပါတယ်။ဒီပုံစံအင်အားကြီးရဲ့တွဲလုံးအနေနဲ့ခြေလှုပ်ရှားမှုတွေကိုထိန်းချုပ်နိုင်ပြီးနဗေးရဲ့အမြင့်အားသာချက်နဲ့တက်လုံပိုင်းကိုအသုံးချကာအင်အားကြီးကိုဖိအားပေးနိုင်မှာဖြစ်ပါတယ်။ညီကိုတော့ဘယ်လိုမြင်ကြလဲနဗေးက NRG နဲ့ကိပောင်စီပွဲမှာရလာကောင်းပါမလားကိုထင်မြင်ချက်ကိုပြောသွားပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်